မင်္ဂလာပါကိုခဲ Chelsea TV ကနေအပြောင်းအလဲတော်များအားလုံးကိုကြိုဆိုပါရစေ Chelsea နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတချို့ကိုကျွန်တော်တို့သုံးသပ်ဆွေးနွေးမှုလုပ်လိုက်ရအောင်ခင်ဗျာအကျွန်တော်ကြားထဲမှာတချို့ပွဲလေးရှိရတယ်ဒါ Chelsea နဲ့ပတ်သက်တဲ့အကြောင်းအရာတချို့ကိုကျွန်တော်ဖော်ပြဖို့တောင်းနည်းနည်းလေးကြံသွားတယ်ဒါတွေမကသေးဘူးဗျာ Liverpool နဲ့နိုင်ပွဲကလည်းဝမ်းသာစရာတွေများနေတော့အပွဲကိုနည်းနည်းလေးဟိုကျွန်တော်တို့အာရုံစိုက်လိုက်တာများသွားတယ်ပေါ့ဆိုတော့ဘာအကြောင်းအရာတွေလဲ ရိသတ်အများစုစိတ်ဝင်စားနေကြတဲ့ချယ်ဆီရဲ့နောက်ခံကစားသမားဒန်ယာစီးရင်ပေါ့နော်အခု Trevor Chalobah International Break ပြီးရင်ပြန်ပါလာလိမ့်မယ်အဲတိုးစင်လည်းဒန်ယာပြဿနာကနေတတ်တာကောင်းတတ်တာနိုင်ဒီနေရာမှာ Wesley Fofana ကတော့ဘေးပယ်ထားလိုက်။ Fofana ကဒန်ယာပြဿနာပြန်ကောင်းရင်တော့မှပြန်နာမဲ့ကစားသမားဆိုတော့ကျွန်တော်တို့ခေါင်းထဲကထုတ်လိုက်တာအကောင်းဆုံးပဲ။လက်ရှိအချိန်မှာ Levine ကိုယ်ဝဲမရှိတဲ့အချိန်ဒင်ပြက်ချက်ပြေကစားပေးနိုင်တဲ့သူတွေကျွန်တော်တို့လက်ချိုးယူကြအောင်နော်။တိုစင်ပြီးရင် Trevor Chalobah ။အဲ့တော့ပြီးခဲ့တဲ့ ဘောလုံးယာဒီမှာကစားခွင့်မရပဲဒီနှစ်နှစ်ပွဲကစားပြီးပရိသတ်ကိုစိတ်ကြိုက်စွမ်းထောင်ရင်ကောင်ပြတ်တတ်ထားနိုင်တဲ့ဗတ္တရာရှိုင်းတရားပြဿနာရသွားတယ်ဘလူဖြစ်နေတယ်လေအလုံးသိချင်မှတင်တယ်ဒါအပြင်လူငယ်ဂျော့ချ်အချင်းပေါ့ကလည်းစွမ်းထောင်ရင်ပိုင်းကတော့အရင်အသင်းကြီးနဲ့တိတ်လိုက်ဖတ်မှုမရှိသေးဘူးဆိုပေမဲ့လည်းမရှိတော့တုံးလို့တော့ရသေးတယ်โอเคအဲ့တော့ဗတ္တရာရှိုင်းဒီအချင်းပေါင်းလီဗာပူးနဲ့ပွဲမှာဒဏ်ရာပြဿနာရသွားတယ်အားလုံးကစိုးရင်ရတယ်ဒါပေမဲ့ချယ်ဆီအသင်းရဲ့နော် နီးပြဝီလီကာဘယ်ရိုပြောတဲ့စကားကိုကျွန်တော်ပြန်ပြီးတော့ sharing လုပ်ပေးမယ်။ကာဘယ်လိုကဂျိုးရှ်နဲ့ဘန်ဝိုက်ကအဆင်ပြေပါတယ်။ပွဲပြီးမှလည်းသူတို့နဲ့ကျွန်တော်စကားပြောခဲ့ကြပါသေးတယ်။ဒါအပြင်လီဗာပူးနဲ့ EPL ပွဲမှာသူတို့ရဲ့ကြန့်ခိုင်မှုကြောင့်အနာပေးဖို့လိုအပ်ခဲ့တဲ့အတွက် လူစားလဲဖို့ဆုံးဖြတ်ခဲ့ဦးမှာပဲတဲ့။တော်သေးတာပေါ့။အဲ့နှစ်ယောက်ပါအိုးဒံယာပြဿနာကြီးထက်ရပြီးတော့3 4ဘတ်နိုင်ကျွန်တော်တို့သွားပြီးတိုစင်နဲ့ခြာလိုးပါနဲ့ဘလိုမျိုးနှစ်ပါသွားကြမတော့အခုချိန်မှာကျွန်တော်က အချင်းပေါက်နဲ့ဆိုင်ဘနော့ဘက်ဒီယာရှိုင်းကိုပို့ပြီးတော့မျောကိုမိတယ်ဘက်ဒီယာရှိုင်းသာတည်ငြိမ်တဲ့ဆွဲဆောင်ရေးအခုလိုမျိုးတပုံစံနဲ့ပြတ်တသွားနိုင်မယ်ဆိုလို့ကလဗိုင်းကိုဝဲမလာခင်အချိန်ထိလဗိုင်းကိုဝဲမလာခင်ကိုခဏပေးပြလိုက်ပါဘယ်ထိလဲဆိုတော့ဇန်နဝါရီပြောင်းရွှေ့ကာလမတိုင်ခင်ထိကျွန်တော်တို့သူ့ကိုအနေနဲ့အများတော့အားကိုးလို့ရနိုင်အောင်မှတည်ကြတယ်ချလိုပါက RCB သွားဘနော့ိုက်က SCB သွားနာမည်အခေါ်တွေပါပြောင်းလိုက်နော် Benoit တွေပါတယ်အရင်တော့အတကုံဆဲတာမတတ်နိုင်ဘူးဒါပါပြောချင်တာအဲအခုအများစုဟိုချီချူးပြောဆိုနေကြသလို Badia Saver ပေါ့နော် Badia Saver လို့ပွဲစဉ်တိုင်းခြေသွင်းပြဖို့လိုတယ်အခုဒဏ်ရာပြဿနာ မရတဲ့ဘုံအရာတော့နိုင်ငံတကာပွဲစဉ်တွေအပြီးမှာဗနအိနေနဲ့ပေါ်တခွင့်တနေရာမှာပါဝင်လာဖို့ရှိတယ်။နီးပြအန်ဇိုမော်ရက်စ်ကလည်းဒီဘရီယာရှိုင်းရဲ့ပုံစံကောင်းကိုပြန်ပြီးတွေ့သွားတဲ့အတွက်ကြောင့်ဘရီယာရှိုင်းနဲ့ချာလိုပါတွဲပေးတဲ့ပုံစံမျိုးကိုကျွန်တော်တို့ဇန်နဝါရီကာလအပြောင်းရွှေ့မတိုင်ခင်မှာရေရှည်မြင်ရဖို့ရှိပါတယ်။ဟုတ်ကဲ့တလက်စာနဲ့မိတ်ဆက်ပေးချင်တာကျွန်တော်ရဲ့ညီကိုတွေဘလုံးပွဲတွေကစားချင်တယ်ဆိုရင်စီနီယာအေဂျင့်တောချက်စီမှာမောင်ငငါ6အိုင်ဘက်ခွန်ရှစ်ကိုငါတို့လိုမစ်တိုကို ုံကြည်စိတ်ချသွားတဲ့ကစားလို့ရတယ်။မမာသစ်ဘောနက်ယူနစ်ဖြစ်ဘောနက်တပတ်နှစ်ကြိမ်နဲ့စော်ကစားနိုင်ပြီဖြစ်ပါတယ်။အသေးသေးသိချင်တယ်ဆိုရင်ဘဘနံပါတ်399 863 18 380 380မှာဆက်သွယ်ဆုံးလမ်းမေးမြန်းလို့ရပါတယ်။ Okay နောက်ထပ်အကြောင်းတစ်ခုကကြတော့ Estevan အကြောင်းပေါ့နော် Estevan လေးဂိုးသွင်းတာနည်းနည်းပဲကျွန်တော်ချီးကျူးလိုက်ရတယ်။ဆိုတော့ Estevan ဒီအဲ့ဒီဂိုးသွင်းယူပြီးတဲ့နောက်ပိုင်းမှာတချို့သော record လေးတွေရရှိခဲ့တယ်။အတူတက် Chelsea ကစားသမားဘဝက ပထမဆုံးတွင်ကိုတကူဖြစ်ခဲ့ရုံသာမကဘဲနဲ့ကျွန်တော်နောက်ထပ် record တွေလည်းရရှိခဲ့တယ်အဲ့ဒါကတော့ online နောက်ပိုင်း premier league မှာ chelsea အသင်းရဲ့အသက်ငယ်ဆုံးဂိုးသွင်းကစားသမားဖြစ်လာတာပါအဲ့တော့အသက်16နှစ်နဲ့ဆွဆွမဲရှိတဲ့ chart တယောက်အနေနဲ့ဒါ chelsea ရဲ့ဒုတိယမြောက်အသက်ငယ်ဆုံးဂိုးသွင်းကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့တဲ့သဘောမျိုးပါအဲ့ liverpool နဲ့ပွဲမှာ online ရဲ့ဆွဲဆောင်ရည်တွေကလည်းတော်တော်လေးလမ်းပြန်ထွက်ခဲ့ပါတယ် ွဲကစားအချိန်က15မိနစ်ပဲရှိခဲ့ပေမဲ့သူတကိုးသွင်းခဲ့တယ်။ရှွတ်တွန်တာဂတ်နှစ်ချိန်ရှိတယ်။ chance create နှစ်ချိန်လုံနိုင်ခဲ့ပြီးတိကျတဲ့ဘောလုံးပေးပို့မှုပေါင်း17ချိန်ပေးပို့နိုင်ခဲ့တယ်။ tackle swing က100%ဖြစ်ခဲ့တယ်ပေါ့နော်။ဆိုတော့ super set အဖြစ်ပဲကစားကစားပွဲထွက်ကစားသမားအဖြစ်နဲ့ပဲကစားကစားဒီအသက်18နှစ်အရွယ် chartie တယောက်ရဲ့စွဲဆောင်ရေးကဒီလောက်ထိကျန်းနေဆိုတာကျွန်တော်တို့တော်တော်အထင်ကြီးလေးစားစရာတော့ကောင်းတယ်။အဲ့တော့ Steve Vaughn အနေနဲ့ အခုလိုရရှိခဲ့တဲ့ record တွေနဲ့အတူနောက်လာမယ့်ပွဲစဉ်တွေမှာလည်းအခုလိုခြေသွမ်းကောင်းတွေဆက်လက်ပြသနိုင်ဖို့မျှော်လင့်မိပါတယ်ခင်ဗျာ